မင်္ဂလာပါရှင်မတ်လ24ရက်နေ့အတွက် People Spring ရဲ့ညနေခင်းသတင်းတွေကတော့မာနယ်ပလောကိုစစ်ကောင်စီဘုံကျဲပြီးတဲ့နောက်နေဆက်တလျှောက်မှာ ထိုင်းလေတပ်ကင်းလှည့်တဲ့သတင်းဝိုင်းမော်မြို့နယ်မှာ KIA ပူးပေါင်းတပ်နဲ့စစ်ကောင်စီတပ်တိုက်ပွဲဆက်ဖြစ်နေတဲ့အခြေအနေအုတ်တွေးမြို့နယ်မှာစစ်ကောင်စီရဲ့ဒရုန်းကြောင့်ပြည်သူတအူးသေဆုံးပြီး9ဦးထပ်မံတဲ့ဒဏ်ရာရတဲ့ဖြစ်စဉ် စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေရပ်ဖို့ထိုင်းအပါအဝင်နိုင်ငံတကာကအရေးယူပေးဖို့တိုက်တွန်းတဲ့အကြောင်းတွေကိုတင်ဆက်ပေးမှာပါထိုင်းနယ်စပ်နားကမာနေပလော့ဒေသကိုစစ်ကောင်စီလေတပ်မနေ့ကညနေပိုင်းမှာဘုံကျဲတိုက်ခိုက်ခဲ့ပြီးနောက်ထိုင်းလေတပ်ကနေဆက်တလျှောက်မှာလေကြောင်းကင်းလှည့်ခဲ့တယ်လို့နေဆက်သတင်းရှင်းမြစ်ကပြောပါတယ်မနေ့ကညနေ3နာရီခွဲလောက်မှာထိုင်းနေဆက်တောင်ရင်မြစ်အနီးက KNU ဗဟိုဌာနချုပ်နေရာဟောင်းမာနေပလော့ကိုစစ်ကောင်စီလေတပ်ကဘုံလီလုံးကျဲချတိုက်ခိုက်သွားတာဖြစ်ပြီး လူထိခိုက်မှုမရှိဘူးလို့သိရပါတယ်။ထိုင်းသတင်းရှင်းမြစ်ကတော့စစ်ကောင်စီလေတပ်ဟာရုရှားထုတ် Yak 130ဂျက်တိုက်လေယာဉ်နဲ့ပုံလာကျဲတာလို့အသိပေးပါတယ်။မာနေပလောမှာတိုက်ပွဲမဖြစ်ဘဲပုံကျဲခဲ့တာပါ။ဌာနချုပ်နေရာဟောင်းဖြစ်တဲ့မာနေပလောကို KNU ကနှစ်ပေါင်း30ခန်းအကြာပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလအတွင်းမှာမှပြန်ပြီးတော့သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ KNU ရဲ့စစ်ရေးနယ်မြေခွဲခြားသတ်မှတ်ပုံအရမာနေပလောဟာတပ်မဟာခွန်နယ်မြေထဲမှာတည်ရှိတဲ့စခန်းလေးဖြစ်ပါတယ်။ မနက်ပလောကို KNU ပြန်လည်သိမ်းယူပြီးတဲ့နောက်ပိုင်း KNU တပ်မဟာခွန်နေမြေထဲမှာစစ်ကောင်စီတပ်နဲ့စစ်ရေးတင်းမာလာပါတယ်လက်ရှိမှာလည်း KNU တပ်မဟာခွန်ထိုင်းနယ်စပ်နာမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ခလက်ဒေးတပ်စခန်းကိုတိုက်ခိုက်နေတယ်လို့ကရင်စစ်ရေးသတင်းရှင်းမြစ်ကပြောပြပါတယ်ခလိုင်းပွဲမြို့နယ်ရှမ်းရွာတဲမြို့ခလက်ဒေးတပ်စခန်းတိုက်ပွဲတွေကြောင်းခလက်ဒေးရွာသူရွာသားတရာကျော်ဟာထိုင်းဘက်ကိုထွက်ပြေးနေရပါတယ်ခလက်ဒေးတပ်စခန်းဟာလက်ရှိ KNU ဌာနချုပ်နေရာအနီးမှာရှိနေတဲ့ စစ်ကောင်စီတပ်စခန်းလည်းဖြစ်ပါတယ်။ KNU ဟာထိုင်းမြန်မာနယ်စပ်တလျှောက်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကိုရှင်းလင်းတက်ခိုက်နေတာပါ။ပြီးခဲ့တဲ့မတ်လ14ရက်ကလည်းတပ်မဟာခွန်နယ်မြေ ထိုင်းနယ်စပ်အနီးမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ point 1248ပူလူတူတပ်စခန်းကို KNU နဲ့ပူပေါင်းတပ်ကနှစ်ပတ်ကြာအပြင်းထန်တိုက်ပြီးတင်းယူထားပါရရှင်။ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်လာမြန်ကျေးရွာနာမှာကချင်လွတ်လပ်ရေးတပ်မတော် KIA ပူပေါင်းတပ်နဲ့စစ်ကောင်စီတပ်ကြား ဒီကနေ့အထိတိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ကချင်စစ်ရေးသတင်းရှင်းမြစ်ကပြောပါရယ်စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာတာကြောင့်တိုက်ပွဲဖြစ်နေတယ်လို့သတင်းရှင်းမြစ်ကပြောတာပါတိုက်ပွဲအခြေအနေအသေးစိတ်ကိုတော့မသိရသေးပါဘူးဝိုင်းမော်မြို့နယ်လာမြန်ကျေးရွာဘက်စီစစ်ကောင်စီတပ်ဝင်ရောက်လာတာကြောင့်မတ်လ21ရက်ကစလို့တိုက်ပွဲဖြစ်ခဲ့ပြီးဒီကနေ့အထိတိုက်ပွဲဆက်ရှိနေတာလို့သိရပါရယ် KIA ပူးပေါင်းတပ်ဟာပြီးခဲ့တဲ့တစ်နှစ်ကျော်အတွင်းဝိုင်းမော်မြို့ကစစ်ကောင်စီရဲ့တပ်ရင်းဌာနချုပ်တချို့နဲ့ဗျူဟာစခန်းတွေအပါအဝင် တပ်စခန်းများစွာသိမ်းပိုက်ထားတာကြောင့်စစ်ကောင်စီတပ်တချို့သာကြံပါတော့တယ်။ဒါအပြင် KIA ပူးပေါင်းတပ်နဲ့စစ်ကောင်စီတပ်တို့ဟာမတ်လ22ရက်နေ့ကလည်းဖားကန့်မြို့နယ်မှာတိုက်ပွဲရှိခဲ့တယ်လို့ KIA ပြန်ကြားရေးကအသိပေးထားပါတယ်။စစ်ရေးအခြေအနေတွေကိုတော့ဆက်လက်စုံစမ်းနေသေးပါ KIA ပူပေါင်းတပ်ကဗမော်မြို့သိမ်းစစ်စင်ရေးကိုအချိန်မြင့်ဖော်ဆောင်နေတဲ့အချိန်စစ်ကောင်စီကလည်းဖားကန်ဒနိုင်းဝိုင်းမော်ပူတာအိုမြစ်ချီနာမြို့နယ်တွေမှာစစ်ရေးလှုပ်ရှားတာအင်အားဖြစ်တင်းတာနဲ့ လူသေစုဆောင်တာတွေပြုလုပ်နေပါတယ်ရှင်။ပဲခူးတိုင်းအုတ်တွေးမြို့နယ်ကကြေးရွာတရွာကိုစစ်ကောင်စီဟာဒရုန်းလက်နက်ကြီးတွေနဲ့တိုက်ခိုက်တာကြောင့်အရက်သားပြည်သူသေဆုံးထိခိုက်တာရှိခဲ့တယ်လို့တောင်ငူခရိုင်တပ်ရင်းအမှတ်3500နှစ်ကဒီကနေ့မှသတင်းထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့မတ်လ22ရက်နဲ့23ရက်နေ့တွေမှာတော်လှန်ရေးအင်အားစုတွေထိတွေ့တိုက်ပွဲဖြစ်တာမရှိဘဲစစ်ကောင်စီတပ်ကကြေးရွာတွေကိုမီးလောင်ပုံးတွေအုံပြူတိုက်ခိုက်လာတာလို့ဖော်ပြပါတယ်။ တိုက်ခတ်ခံရတဲ့ခြေရွာနမေကိုပြောမထားပေမဲ့ဒီဖြစ်စဉ်ကြောင့်နေအိမ်မီးလောင်ပြီးပြည်သူထိခိုက်တဲ့ရုပ်တံကိုတော့ဖော်ပြအသိပေးထားပါတယ်စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့်အရက်သားတအူသေးဆုံးပြီးပြည်သူ9ဦးထပ်မံထိခိုက်ခဲ့တယ်လို့ဆိုပါတယ်ပြီးတော့နေအိမ်9လုံးလည်းပျက်စီးခဲ့တာပါတရင်3500နှစ်ကထုတ်ပြန်တဲ့ရုပ်တံထဲမှာ ထိခိုက်သူတွေကိုကယ်ဆယ်ရေးလှုပ်ဆောင်နေတာ တွေ့ရပါတယ်ဒေါ်လာရေးပူပေါင်းတက်တွေဟာ မတ်လဒုတိယပတ်ထဲရန်ကုန်မန္တလေးလမ်းဟောင်းအနီးအုပ်တွင်းမြို့နယ်ကြောက်တန်ရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုတိုက်ခတ်ရမှာတိုက်ဆုံထိခိုက်မှုရှိခဲ့ပါတယ်။ပြီးတော့မင်းညပိုင်းမှာပဲပဲခူးတိုင်းပေါန့်တယ်မြို့နယ်ရိုးမအဆက်နေရာတွေကိုစစ်ကောင်စီတပ်လေးချောင်းကဘုံကျဲတိုက်ခိုက်လို့ဒေသခံ2ဦးတိုက်ဆုံပြီး17ဦးဒဏ်ရာရတဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်ရှင်။မြမစစ်တပ်ရဲ့လေချောင်းကနေဘုံကျဲတိုက်ခိုက်နေတာတွေရက်တန့်ရေးအိနီချင်းထိုင်းနိုင်ငံအပါအဝင်နိုင်ငံတကာအသိုင်းအဝိုင်းကအရေးယူလှုံ့ဆော်ဖို့ တော်လှန်ရေးအင်အားစုတွေကတိုက်တွန်းလိုက်ပါတယ်ထိုင်းလွတ်တော်မှာမြမအရေးနဲ့ပတ်သက်လို့ပြီးခဲ့တဲ့မတ်လ22နဲ့23နှစ်ရက်တာဆွေးနွေးပွဲကျင်းပခဲ့ပြီးတက်ရောက်ဆွေးနွေးကြတဲ့တော်လှန်ရေးအင်အားစုတွေကစစ်အုပ်စုရဲ့အဓိကအသက်သွေးကြောစီးပွားရေးအရင်းအမြစ်ဖြစ်တဲ့မြမရှင်နန်နဲ့သဘာဝတန်ငွေလုပ်ငန်း MOGE ကနေရနေတဲ့ဝင်ငွေတွေနဲ့ဝင်ငွေရလန်းတွေကိုတန်ခတ်ပိတ်ဆို့အရေးယူဖို့တောင်းဆိုခဲ့ကြတာပါကျမတို့အိမ်နီးချင်းတွေနဲ့နိုင်ငံတကာအသိုင်းအဝိုင်းကမိတ်ဆွေတွေကိုအဓိကတောင်းဆိုစရာတစ်ခုရှိပါတယ် စစ်ကောင်စီရဲ့လေကြောင်းပုံကျဲမှုတွေရပ်တန့်ဖို့လှုပ်ဆောင်နိုင်သမျှလှုပ်ဆောင်ဖို့ပါပဲလို့ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ကအမော်သဲမြပြောပါတယ်။ကရင်နီပြည်နယ်ဟာအရွယ်အစားအဖြစ်သိငယ်ပေမဲ့စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကိုအကြီးအကျယ်ခံစားနေရတဲ့ပြည်နယ်ဖြစ်သလိုကရင်နီပြည်ရဲ့၃ပုံ၂ပုံကပြည်သူတွေဟာနေရွှန့်ခွာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။အရပ်ဘတ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့သွေးစွန်ငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ BMC ကလည်း စစ်အုပ်စုဟာရေနံနဲ့သဘာဝတံငွေကနေရတဲ့ငွေကြေးတွေကိုသုံးပြီးလေကြောင်းတိုက်ခိုက်မှုတွေကိုပိုလှုပ်ဆောင်လာနေကြောင်းနဲ့ထိုင်းအစိုးရပိုင်း PTT ကုမ္ပဏီကမြန်မာနိုင်ငံမှာရှိတဲ့စစ်ရာဇဝတ်မှုတွေမှာပါဝင်ပတ်သက်နေတာတွေကိုတင်ပြဆွေးနွေးခဲ့ကြောင်းမတ်လ23ရက်နေ့မှာထုတ်ပြန်ပါတယ်။နောက်ပြီးစစ်အုပ်စုကိုလွှဲပြောင်းပေးနေတဲ့ရေနံတံငွေဝင်ငွေအားလုံးကိုရပ်တန့်ပြီး escrow account မှာတင်စီလှုပ်ဆောင်ဖို့ MOGE နဲ့နိုင်ငံပိုင်ဘဏ်တွေအပေါ်အရေးယူပိတ်ဆို့ထားတာတွေကိုရှောင်နိုင်ဖို့ထိုင်းအစိုးရနဲ့ကုမ္ပဏီတွေဘက်ကနေကူညီဓာတ်တွေကိုရပ်တန့်ဖို့စေအုပ်စုကိုတရားဝင်မှုရရှိဖို့လှုပ်ဆောင်ထောက်ပံ့နေတဲ့ထိုင်းအစိုးရရဲ့တန်တမာရေးနဲ့စီးပွားရေးထောက်ပံ့မှုလှုပ်ဆောင်ချက်တွေအားလုံးကိုရပ်တန့်ဖို့အချက်တွေ BMC ကတောင်းဆိုခဲ့တာဖြစ်ပါတယ်။ NUG ရဲ့ထုတ်ပြန်ချက်အရပြီးခဲ့တဲ့ February လအတွင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်နိုင်ငံတော်ဝန်ပြည်သူ140ကျော်သေဆုံးပြီး 360ကျော်ဒဏ်ရာရခဲ့ပါတယ်။ဒါအပြင်လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ကျန်းမာရေးအဆောက်အဦ15လုံးအပါဝင်နေအိမ်ကျောင်းဘာသာရေးဆိုင်ရာအဆောက်အဦစုစုပေါင်း290ကျော်ပျက်စီးခဲ့တယ်လို့သိရတာပါ။ဘန်ကောက်မြို့မှာကျင်းပခဲ့တဲ့ထိုင်းလွှတ်တော်ဆွေးနွေးပွဲကိုတက်ရောက်ခဲ့သူချက်နိုင်ငံသားမြမရေးတက်ကြွလှရှားသူတဦးကလည်းနေဦးတော်လှန်ရေးကြီးရဲ့မရင်းမယိုင်သောစိတ်ဓာတ်ဆုံးဖြတ်ချက်တန်ိဋ္ဌာန်နဲ့တီထွင်ဖန်တီးနိုင်မှုတွေကြောင့် မြန်မာပြည်သူတွေရဲ့အောင်ပွဲကြီးရနိုင်မှုကိုယုံကြည်နေတယ်လို့ပြောခဲ့ပါရရှင်။ People's Spring ရဲ့ညနေခင်းသတင်းအစီအစဉ်တင်ဆက်ပေးခဲ့တာဖြစ်ပါရရှင်။မင်္ဂလာပါရှင်မတ်လ24ရက်နေ့အတွက်နိုင်ငံတကာသတင်းဖြစ်ရတချို့တင်ဆက်ပေးပါမယ်တရုတ်ရဲ့အာဂရိတိုက်ဖြတ်ရေးအစီအမံက ထိုင်ဝမ်ကိုကျူးကျော်ဖို့အတွက်ပြင်ဆင်မှုလို့အမေရိကန်သုံးသပ်ပါတယ်။ချင်းမိုင်မှာမိခိုးမျိုးပြဿနာကြောင့်ကလေးအများအပြားနှာခေါင်းသွေးရှန်တာတွေကြုံနေရပါတယ်။ဂါဇာစေယုံတစ်ခုကိုအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းဟာမတ်စ်ကောင်ဆောင်တအူးတိုက်ဆုံးခဲ့ပါတယ်။ဒီသတင်းတွေနားဆင်ရမှာဖြစ်ပါရဲ့ရှင်။တရုတ်သမ္မတရှီကျင်းဖျင်ရဲ့အာဂတိတိုက်ဖျက်ရေးစီမံကိန်းတွေကထိုင်ဝမ်ကိုကျူးကျော်တဲ့စစ်ပွဲအတွက်ပိုကောင်းတဲ့ပြင်ဆင်မှုတွေဖြစ်လာစေနိုင်တယ်လို့အမေရိကန်ကသုံးသပ်ထားပါတယ်။ ရှီဟာတရုတ်ပြည်သူလွမြောက်ရေးတပ် PLA ရဲ့အတွင်ပိုင်းမှာအဂတိပြဿနာတွေကိုရှင်းလင်းမယ်လို့ကြွေးကြော်ပြီးအဂတိဖြိုခွင်းရေးတွေကိုဆယ်စုနှစ်နဲ့ချီအကောင့်ထဲပေါ်လာခဲ့တာပါ။အဲ့ဒီအားထုတ်မှုတွေရဲ့ဆက်ဆက်ရည်ရွယ်ချက်တစ်ခုကတော့ PLA ရဲ့စစ်ရေးနည်းပညာတွေကိုထိထိရောက်ရောက်အသိမြင့်တင်ချဲ့ထွင်ဖို့အတွက်လည်းဖြစ်ပါတယ်။ဒီအားထုတ်မှုက2020ခုမှာထိုင်ဝမ်ကျွန်းကိုစစ်အင်အားသုံးသိမ်းယူဖို့ဆိုတဲ့တရုတ်ရဲ့မဟာဗျူဟာရည်မှန်းချက်အထမြောက်ဖို့ ပိုပြီးနှိစက်လာစေတယ်လို့အမေရိကန်ထောက်လှမ်းရေးအစိုးရကံစားတစ်ဆောင်ကဖော်ပြထားပါတယ်။အဲ့ဒီအစိုးရကံစားထဲမှာတော့တရုတ်ရဲ့အစိုးရအရာရှိ65ရာခိုင်နှုန်းနဲ့အထက်ဟာအာဂရိဒါမှမဟုတ်လက်ပေးလက်ယူကိစ္စတွေကိုအနည်းနဲ့အများပတ်သက်ခဲ့ဘူးတယ်လို့ယုံကြည်ရကြောင်းဖော်ပြထားတာပါ။ရှီဟာ2012မှာတရုတ်သမ္မတဖြစ်လာကြတဲ့က PLA အစိုးရအဖွဲ့နဲ့အာနာယကွန်မြူနစ်ပါတီ CCP တဲကအာဂရိကိစ္စတွေကိုအင်တိုက်အားတိုက်ဖြိုခွင်းခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းတရုတ်မှာ စစ်ဆေးခံရတဲ့အမှုဒဏ်၅တန်းလောက်ဟာအာဂရိလိုက်စားမှုဆွဆွဲချက်တွေအတွက်အပြည့်ရှိတယ်လို့ဖော်ထုတ်တွေ့ရှိခဲ့ကြောင်းသိရတာပါ PLA ရဲ့ထိတ်တန့်ပုံချုပ်တွေနဲ့ CCP ရဲ့အကြီးအကဲတွေပါအာဂရိဆွဆွဲချက်တွေနဲ့ဖယ်ရှားခံရတာတွေရှိခဲ့တဲ့နောက်စစ်ရေးဆိုင်ရာအဆင့်မြင့်တိစောက်မှုတွေပိုပြီးအားကောင်းလာစေတဲ့အပြင်ပါတီထဲမှာလည်းရှီရဲ့ဗဟိုချုပ်ကန်ခွင့်ကိုပိုပြီးတကိုးထွားလာစေတယ်လို့ American ထောက်လှမ်းရေးအစီရင်ခံစာကထောက်ပြထားပါတယ် ဒီအခြေအနေတွေကထိုင်ဝမ်ကိုကျူးကျော်စေပြုပြီးသိမ်းသွင်းလာနိုင်တဲ့ရှီရဲ့ရည်မှန်းချက်တွေကိုပိုပြီးအားကောင်းလာစေနိုင်ပါတယ်။ရှီကတရားဝင်အမိန့်ပေးထားတာမျိုးမဟုတ်ပေမဲ့2020ခုကြာရင်ထိုင်ဝမ်ကျွန်းကိုသိမ်းယူဖို့လုံလောက်တဲ့စစ်အင်အားနဲ့အရင်းအမြစ်မျိုး PLA ကအသင့်အနေအထားပိုင်ဆိုင်နေအောင်ရည်ရွယ်ထားကြောင်းနိုင်ငံရေးသူတွေတွေကကြဲကြဲပြန့်ပြန့်လက်ခံထားပါတယ်။ပြီးတော့အခရီးမှုတွေကိုရှင်းထုတ်တာက PLA အတွက်တော့စစ်လက်နက်ပစ္စည်းတွေဖြည့်တင်းဝယ်ယူမှုကို ိုပြီးထိထိရောက်ရောက်လှုပ်ဆောင်နိုင်ဖို့တွန်းအားတရက်လည်းဖြစ်လာစေတယ်လို့အစီရင်ခံစာကဆိုပါတယ်2020ပြည့်နှစ်အောက်တိုဘာလတုန်းကရှိဟာ PLA ကို2029ခုနှစ်ကြာရင်ကမ္ဘာ့ခေတ်အမီဆုံးစစ်တပ်တွေထဲကတစ်ခုဖြစ်တိစောက်ထားနိုင်ဖို့ရည်ရွယ်ကြောင်းကြေညာခဲ့ပြီးဒါဟာထိုင်ဝမ်ကိုကျူးကျော်ဖို့ဆိုလိုတာဖြစ်နိုင်ကြောင်းအများစုကတော့အထိပ္ပယ်ဖွင့်ဆိုကြပါတယ်တရုတ်အစိုးရဟာထိုင်ဝမ်ကိုပိုင်တဲ့နယ်မြေတစ်ခုဖြစ်သတ်မှတ်ပြီးလိုအပ်လာရင်စစ်အင်အားသုံးသိမ်းယူမယ်လို့အစဉ်တစိုက်ချင်းကြောက်ထားပါတယ် ဒီမိုကရေစီထွန်းကားပြီးကိုယ်ပိုင်နိုင်ငံရေးစနစ်နဲ့အုပ်ချုပ်နေတဲ့ထိုင်ဝမ်ကတော့တီးခြားလွတ်လပ်တဲ့ယက်တီမှုကိုသာလွတ်လာနေပါတယ်ရှင်။ထိုင်းနိုင်ငံမြောက်ပိုင်းကချင်းမာပြည်နယ်မှာလေတုထဲမိခိုးမျိုးတွေထူထပ်နေတဲ့ပြဿနာကပိုဆိုးရွာလာနေပြီးခလေးအများစုအပါအဝင်လူအတော်များများဟာနှာခေါင်းသွေးရှန်တာတွေအရေးပြားရာရန်တာအဖူပိန်ထတာတွေကြုံနေရပါတယ်။ချင်းမိုင်မှာမိခိုးမျိုးထူထပ်မှုနဲ့လေတုညဉ့်ဉန်းမှုပြဿနာကဆက်လက်တည်တံ့နေဆဲဖြစ်ပြီးပြည်သူလူထုအထူးသဖြင့် ကိုခံအားနည်းတဲ့တက်ကြီးရွယ်အိုတွေနာတာရှိယောဂသည်တွေကိုဝန်ဆောင်အမျိုးသမီးတွေနဲ့ကလေးတွေအပေါ်ထိခိုက်တက်ရောက်မှုပိုပြင်းထန်စွာဖြစ်ပေါ်နေတယ်လို့ကျန်းမာရေးအာဏာပိုင်တွေကပြောပါတယ်။ချင်းမိုင်မှာလေတုညဉ့်ညမ်းမှုနဲ့ဆက်ဆက်ပြီးကလေးတွေအသက်ရှူလမ်းကြောင်းဆံရဝေဒနာတချို့ခံစားရတာနှာခေါင်းသွေးရှန်တာတွေတိတိတသားများလာတယ်ဆိုတာလူမှုကွန်ရက်ပေါ်တင်ထားတဲ့ post တွေအရာသိနိုင်ပါတယ်။ဒါပေမဲ့ကိစ္စအများစုဟာဆေးရုံတင်ပို့เสียရလို့တဲ့အထိပြင်းထန်တာမျိုးတော့မဟုတ်ခဲ့ပါဘူး။ တစ်ဖက်မှာလည်းလေတုညဉ့်ညံမှုမိခိုးမြူထူထပ်မှုတွေကြောင့်နောက်ဆက်တွဲရေရှည်ကျန်းမာရေးဆိုင်ရာဆိုးကျိုးတက်ရောက်မှုတွေဆွဲကြံနေမှာကိုစိုးရိမ်မှုတွေလည်းရှိနေပါတယ်။ခလေးတွေနှာခေါင်းသွေးရှံတဲ့အကြောင်းကိုချင်းမိုက်ဒေသခံမိဘတွေကလူမှုကွန်ရက်ပေါ် post တွေအများအပြားတင်ထားကြသလိုတချို့ကလည်းခလေးတွေအရေးပြားမှာအနေကွက်တွေထတာဓမ္မတဲမှုလက္ခဏာပေါ်လာတာတွေကိုဝေမျှထားခဲ့ပါတယ်။ဒီလိုကိစ္စတွေကခလေးတွေသာမကပဲလူကြီးတွေမှာလည်းကြုံနေရတာပါ။ အခုပြဿနာမျိုးကညရင်ချင်းဖြည့်ရှင်းလို့မရနိုင်တဲ့အတိုင်းအောင်ဒေတာဆိုင်ရာအာဏာပိုင်တွေအနေနဲ့လေတုညဉ့်ညမ်းမှုရှော့ချရေးအစီအမံတွေအပေါ်ပိုပြီးအာရုံစိုက်တင်ကြောင်းတောင်းဆိုမှုတွေလည်းရှိနေပါတယ်။အဲ့ဒီလိုပဲစီးပွားရေးပညာရှင်တွေကလည်းဒီပြဿနာကနိုင်ငံရဲ့ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကဏ္ဍကိုပါထိခိုက်စေနိုင်ကြောင်းထောက်ပြထားပါတယ်။ချင်းမိုင်မှာစိုက်ခင်ဟောင်းတွေကိုမိရှုရှင်းလင်းတာတော်မီလောင်တာရှင်တွေကနေညဉ့်ညမ်းဓာတ်ငွေတွေထုတ်လွှတ်တာတို့ကြောင့်မိခိုးမျိုးတွေဖွဲ့စည်းဖြစ်ပေါ်လေရှိပါတယ်။ဓာတ်တမကပဲ ချင်းမရဲ့မြင်မျက်နှာသွင်းပြင်ကလည်းမိခိုးမျိုးစုဖွဲ့မှုတွေကိုပို့ပြီးအားပေးတဲ့အခြေခံမျိုးဖြစ်နေတယ်လို့သိရပါတယ်ရှင်။ဂါဇာကမ်းမြောင်ဒေသကစေယုံတစ်ခုကိုအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်ဟာမတ်စ်ပျောက်ကြားအဖွဲ့ကောင်းဆောင်ပိုင်းတဦးသေဆုံးခဲ့ပါတယ်။ခန်ယူနက်စ်မျိုးကအကြီးဆုံးချင်းမရဲ့စောင့်ရှောက်မှုစင်တာဖြစ်တဲ့ခန်ယူနက်စ်စေယုံကိုအစ္စရေးကလေကြောင်းတိုက်ခိုက်မှုလှုပ်ဆောင်ခဲ့ပြီးဟာမတ်စ်ကောင်းဆောင်တဦးဖြစ်တဲ့အစ်စမီလ်ဘာဟွမ်နဲ့သူ့ရဲ့လက်ထောက်တို့သေဆုံးခဲ့တယ်လို့ ဟာမတ်အရာရှိတအူးက BBC သတင်းဌာနစီမတ်လ23ရက်နေ့မှာအတည်ပြုခဲ့ပါတယ်။ဘာဟဝမ်ဟာပြီးခဲ့တဲ့သတင်းပတ်တုန်းကအစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့်ဒဏ်ရာရပြီးဆေးရုံတက်နေတဲ့အချိန်မတ်လ23ရက်မနေ့အစောပိုင်းမှာတော့နောက်ထပ်လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်းသေဆုံးသွားခဲ့တာလို့သိရပါတယ်။သူကဟာမတ်ရဲ့ဗန်ဒါရေးဌာနအကြီးအကဲလည်းဖြစ်ပါတယ်။ဟာမတ်လက်အောက်ခံဂါဇာကျမ်းမာရေးဝန်ကြီးဌာနကအစ္စရေးလေကြောင်းတိုက်ခိုက်မှုမှာ ကျမ်းမာရေးဝန်တန်းတွေအပါအဝင်အများပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့သတင်းစာထုတ်ပြန်ပါတယ်။ Israel စစ်တပ် IDF ကလည်းစစ်ရုံဝင်ကိုဘုံကျဲခဲ့ကြောင်းအတည်ပြုပြီးအဲ့ဒီစစ်စင်ရေးမှာ Hamas ထိတ်တန်းအဖွဲ့ဝင်တအူးကိုပြစ်မှတ်ထားခဲ့တယ်လို့အတည်ပြုသွားပါတယ်။ဒီစစ်စင်ရေးကိုအကောင့်ထဲမဖော်ခင်မှာအရန်ခိုင်မာအကောင့်တဲ့ထောက်လှမ်းရေးသတင်းအချက်အလက်တွေကိုကြိုတင်စုဆောင်းပြီးမှပြစ်မှတ်ကိုအတည်ပြုခဲ့တာဖြစ်တယ်လို့ IDF ကဆိုပါတယ်။လေကြောင်းတိုက်ခိုက်မှုတန်ခံရတဲ့စစ်ရုံအစိပ်ပိုင်းဟာကြီးကြီးမားမားပျက်စီးသွားခဲ့တယ်လို့လည်း ဂါဇာကျမ်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ဘာဟွမ်သေဆုံးတဲ့နေ့မှာပဲနောက်ထပ်ဟာမတ်ကောင်ဆောင်တအူဖြစ်တဲ့ဆလာအယ်ဘာတာဝီဟာလည်းခန်ယူနစ်မှာပဲ IDF ကလုပ်တဲ့တခြားလေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့်သေဆုံးခဲ့ပါတယ်။မတ်လ23ရက်နေ့မနက်ပိုင်းအစ္စရေးလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ခန်ယူနစ်နဲ့ရာဖာမြို့တွေမှာလူ30လောက်သေဆုံးခဲ့တယ်လို့ဂါဇာကျမ်းမာရေးဝန်ကြီးဌာနကကြေညာပါတယ်။ဒါတင်မကပဲအဲ့ဒီနေ့ညပိုင်းမှာပဲအစ္စရေးကနောက်ထပ်လေကြောင်းတိုက်ခိုက်မှုတွေထပ်လုပ်ခဲ့ပြီး အဲ့ဒီဖြစ်စဉ်တွေအတွင်းအသေးအပြောက်ကိုတော့မသိရသေးပါဘူး။အစ္စရေးနဲ့ဟားမတ်တို့ဟာ15လကြာစစ်ပွဲကို January 19ရက်နေ့မှာအပြည့်အခတ်ရက်စဲခဲ့ပေမဲ့ March 18ရက်မနေ့အစောပိုင်းကစပြီး IDF ဟာဂါဇာမှာစစ်စင်ရေးတွေပြန်စခဲ့ပါတယ်။အပြည့်ရက်သဘောတူညီမှုပြတ်ပြဲတာနဲ့ပတ်သက်လို့အစ္စရေးနဲ့ဟားမတ်တို့ကြားအပြန်အလှန်ဆွတ်ဆွဲပစ်တင်နေကြပြီးမြေပြင်အခြေအနေအရတော့တပတ်မပြည့်ခင်အတွင်းဂါဇာမှာလူတွေရာနဲ့ချီတိုက်ဆုံခဲ့ကြောင်းသိရပါပါတယ်ရှင်။ People's Spring ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းဖြစ်ရတချို့တင်ဆက်ပေးခဲ့တာဖြစ်ပါရရှင်